ဒီကနေ့တရင်ကျော်လာပြင်းနေ86ပညာသင်နေ့ဆုံးနေနေပို့ဒီနေ့မှာစတုဒ္ဒနေသင်္นานသားများဥဆောင်ပြီးတော့ဒီမန္တလေးပရိယတ်တိသာသနာတက္ကသူကသင်္นานသားတန်ခါများက ဆရာတော်များကိုကတော်တဲ့အာစရိယပူဇာပွဲကျင်းပတာပေါ့ကျင်းပတဲ့နေရာမှာအာစရိယပူဇာနဲ့ပတ်သက်လို့ကတော့နေ့စဉ်နေ့စဉ်ဟောခေါ်ပြောလာခဲ့တာဖြစ်တဲ့အတွက်မင်းတို့အားလုံးသိပြီးဖြစ်ပါတယ်အခုဘုသူတာလည်းဖြစ်အောင်ပေါ့ကိုယ်လည်းပဲမသိသေးတဲ့တည်လဲတည်တဲ့ ပညာသင်နှင့်အဆုံးမှာဒိသာပါမောက္ခဆရာကြီးရဲ့တက္ကသိုလ်ကသင်တန်းသားတွေပြုမှုဆောင်ရွက်တဲ့အလေးအထားလေးဒါလေးကို ပြောခြင်းလို့ပါအခုငရုတက္ကသိုလ်မှာတော့ပညာသင်နှင့် ဆုံးတဲ့အတွေ့စရုဒ္ဒနိသင်တန်းသားပေါ့စရုဒ္ဒနိဆိုတာငရုကခေါ်တာပေါ့လေအရာခေါ်နေဆိုရင်တော့ဖိုင်တယ် တင်နန်းသားတွေကဥဆောင်ပြီးတော့အာစရိယပုဇော်ဘောကျင်းပါတော့ပေါ့တက္ကသိုလ်ပြည်တိတာပါမောကဆရာတော်ကြီးဆရာကြီးရဲ့တက္ကသိုလ်မှာတော့ပညာသင်နှစ်ဆုံးလို့တင်နန်းသားတွေပြန်တော့မယ်ဆိုရင်အဲ့ဒီတင်နန်းသားတွေပြုမှုဆောင်ရွက်ရတဲ့လုပ်ငန်းတစ်ခု ရှိတယ်အဲ့ဒါလေးကိုပြောခြင်းလို့ အဲ့ဒါလေးကိုစာပေမှာဘယ်လိုပြတယ်ဆိုတော့အနုယောကံဓတဝါလို့အထကရာဆရာက ပြတယ်အနုယောကံဓတဝါဆိုတာအနုယောကံအနုယောကကိုဓတဝါပေး၍ဒီလိုလေးဘာသာပြန်လိုက်မယ်ပေါ့တိတ္တပါမောကဆရာကြီးရဲ့တက္ကသိုလ်ကအကြောင်းသား ညာသင်နဲ့ဆုံးလို့ကိုရကိုရွာကို ပြန်တော့မယ်ဆိုလို့ရှိမပြန်ခင်ဒိသာပါမောက်ကဆရာကြီးကိုအနုယောကပေးရတယ်တဲ့ပေးရတဲ့အလေးထားရှိတယ်အနုယောကအနုယောကကိုဓတဝပေး၍နောက်ကဓတဝကရိယာလိုက်တဲ့အတွက်ပေးတဲ့ပစ္စည်းပေါ့ပေးတဲ့သူကအကြောင်းသားပေါ့အဘိခံရတဲ့ပုဂ္ဂိုလ်ကဒိသာပါမောက်ကဆရာကြီး အဲ့ဒီမှာအနုယောဂအရာ ပေးတဲ့ပစ္စည်းကဘာလဲပေါ့အဲ့ဒါကိုအနုယောဂံကို ရှေးနေတဲ့ဆရာတွေကဆရာရဲ့အဖို့အဆူလို့ဘာသာပြန်ထားတာတွေ့အဲ့ဒါသူတို့ရှေးနေတဲ့ဆရာတွေပေးတဲ့အနေဆိုရင်ကျောင်းသားဟာတက္ကသိုလ်ကပြန်ငါနေပြီဆိုလို့ရှိရင် ဆရာကြီးကိုပေးရမယ်အဖို့အစုမိမိကပေးရမယ်အဖို့အစုကိုပေးပြီးတော့မှเจ้าကနေပြန်ပေါ့ဒီလိုအိဗယ်ယူတယ်ဒါရှင်နေတရားဆရာကယူလိုက်တာအဲ့ဒီနေတရားဆရာကအဲ့ဒီလိုနေပေးထားတဲ့အတွေ့ဇတ္တိကတိဆရာကအဲ့ဒီအနုယောဂဆိုတဲ့ပုဂ္ဂိုလ်ဖွင့်တဲ့နေရာမှာအာစရိယဘာကလို့ဖွင့် အစရိယဘာကဆိုတာဆရာရဲ့အဖို့အစုပေါ့အဲ့တော့ဒီနှစ်ခုကနေတိယနဲ့ဇတ္တိကသင်းနဲ့ဆိုရင်နေတိယကအရင်ကြတော့အဲ့တော့ဇတ္တိကသင်းဆရာဟာနေတိယရဲ့အ내ကိုကြည့်ပြီးတော့မှသူဖွင့်တာအစရိယဘာကဆရာရဲ့အဖို့စုအဲ့ဒါကိုပြီးပြီးတော့မှပြန်ရတယ်ဒီအတိတ်ပဲလေးဟာဒီကနေ့ခေတ်တက္ကသိုလ်တွေနဲ့ ရှင်းကြည့်မယ်ဆိုရင်တော့အတိပဲရှိပါတယ်နိုင်ငံခြားတက္ကသိုလ်တွေမှာတက္ကသိုလ်ကပညာသင်နှစ်ဆုံးပြီစာမွေးပွဲလည်းအောင်ပြီဆိုလို့ရှိရင်အဲ့ဒီကျောင်းသားကအဲ့ဒီတက္ကသိုလ်ကဘွဲ့ကိုယူရမှာဘွဲ့ကိုယူရတော့မယ်ဆိုလို့ရှိရင်အဲ့ဒီကျောင်းသားကမောဂုံနိဌာနာကို စာတင်ရတယ် ွဲကံကြောင်းသားစည်ရင်ပေးရတာပေါ့အဲ့ဒီလိုပေးတဲ့အခါမှာဘာပါရတုံးဆိုတော့တက္ကသိုလ်စာကြည့်တိုက်ကနေပြီးတော့ထောက်ခံစာပါရတယ်ဒီကြောင်းသားဟာဒီတက္ကသိုလ်မှာစာသင်နေတဲ့အချိန်ကတက္ကသိုလ်စာကြည့်တိုက်ကနေပြီးတော့စာအုပ်စာရန်တွေသူငှားထားတာရှိတယ်အဲ့ဒီစာအုပ်စာရန်တွေအပြည့်အဝ ပြန်လဲပေးဆက်ပြီးပါပြီဆိုတဲ့အကြောင်းလေးကို စာကြည့်တိုင်းမူကစာလေးထွက်ပြီးအဲ့လက်မှတ်ထိုးပြီးတော့အဲ့ဒီစာလေးနဲ့မကွန်းနှင်းကိုပြရတယ်နောက်တကအဆောင်နေတဲ့အဆောင်မူဒီကလည်းပဲစာပြရတယ်အဆောင်မူကလည်းပဲဒီเจ้าသားဟာဒီအဆောင်မှာပေးရမယ်အဆောင်ကြီးဖို့ရေဖို့မိဖို့စသည်အလုံးကိုသူပေးချေပြီးပါပြီဆိုတဲ့အကြောင်းလေးအဆောင်မူရဲ့လက်မှတ်လေးနဲ့စာလေးထွက်ပြီးတော့အဲ့ဒီစာလေးနဲ့မကွန်းနှင်းကိုပြမှာ ဘုကွန်တင်းကအဲ့ဒီကြောင်းသားကိုဘွက်ကန်ဆင်းရင်နဲ့မှတ်ပုံတင်ထည့်ပေးတာဒီအလေးထားရှိနိုင်ငံတကာတက္ကသိုလ်မှာအဲ့ဒီအလေးထားရှိတော့ဒီအလေးထားဟာဒိသာဘာမောကဆရာကြီးရဲ့တက္ကသိုလ်ပြည်ကအလေးထားနဲ့သွားတူတယ်နေတရားဆရာပေးတဲ့အ내အလိုပေါ့နော်ကြောင်းသားဟာတက္ကသိုလ်ကပညာသင်နေပြီးလို့ကိုရကိုရပြမယ်ဆိုရင် တက္ကသိုလ်ဆရာကြီးကိုပေးရမယ်အဖို့စုမိမိကပေးရမယ်အဖို့စုကိုအကြီးအလဲပေးပြီးမှပြန်ရတယ်ဆိုတဲ့အလေးထားပေါ့ဒါကနေသရာကပေးတဲ့အ내ကိုအတိဘယ်ယူလိုက်တာပေါ့ဒါပေမဲ့အဲ့ဒီမှာပြဿနာကဘာတက်တာတုံးဆိုတော့နေသရာဆရာကဆရာရဲ့အဖို့အစုလို့ပေးတော်လဲပဲအနုယောဂံဆိုတဲ့ပုဟာအဘိဓမ္မာကို ကြည့်မယ်ဆိုရင်အဲ့ဒီအ낵ကိုပေးလို့မရဘူးအဘိဓါငါဖွင့်တဲ့အခါကျတော့အနုယောဂံကိုပฏิပု္ပ္ပာလို့ဖွင့်တယ်ပฏิပု္ပ္ပာဆိုတာပြန်ပြီးတော့မေးတာစီစစ်တာပြန်လဲမေးမြန်းရင်းစီစစ်ချင်းဆိုတဲ့အ낵ကိုဟောတာဆရာအဖို့စုမဟောဘူးမဟောတဲ့အတွက်အဘိဓါငါဖွင့်တဲ့အတိဘေနဲ့မကိုက်ဖြစ်နေမကိုက်ဖြစ်နေတဲ့အတွက်ဒီနှစ်ခု ရှင်နိဒေယရဲ့ကြံစားခြင်းနဲ့အဘိဓာန်ရဲ့အဖွင့်နဲ့ဘယ်ဟာကမှန်မလဲလို့ဒါလေးကိုပြန်ပြီးတော့ကြည့်ရတာပေါ့ကြည့်တဲ့အခါကျတော့မှ အနုယောကမေးစီစစ်တယ်ဆိုတဲ့အ ਨੇ ကပို့ပြီးတော့မှန်တယ်ဆိုတာသွားတွေ့ရတယ်ဒါလေးကဘယ်ကလာတာတုန်းဆိုတဲ့သူဇာလန်းလေးကိုသိမှဇဋ္ဌကထာပစ္စမဥမ္မာ မာတုတသောမာဆိုတဲ့ဇတ်ပါတယ်မာတုတသောမာလို့ပြောရင် လူတည်နေပါတယ်ပေါ်တိတာရလို့ပြောလိုက်ရင်တော့လူတည်များတယ်လူသားစားတဲ့ဘယင်ရဲ့ဝတ္ထုပေါ့အဲ့ဒီဝတ္ထုကြောင့်မှာတရားတပါမင်းနေမင်းသားတွေပေါ့တရားတပါမင်းသားတွေတက္ကသိုလ်ပြည်ကစာသင်လို့ပညာသင်လို့ပြီးပြီးတော့ကိုရကိုရပြန်ငန်းနေမှာ အနုယောဂံတတ္တဝါအနုယောဂံအနုယောဂကိုတတ္တဝါပေး၍လို့စာလာတယ်။ဆရာကြီးကိုအနုယောဂပေးပြီးတော့မှဒီတရားတစ်ပါးမင်းသားတွေကိုယ့်ရကိုယ့်ရကို ပြန်ကြတယ်။ဒီခန်းကအဲ့ဒီလိုလာတာ။အဲ့ဒီလိုလာတာဖြစ်တဲ့အတွက်ကျောင်းသားတွေဆရာကြီးကိုအနုယောဂပေးတယ်ဆိုတာဟာဘာလဲလို့အဲ့ဒီဇာလန်းကိုကြည့်လိုက်လို့ရှိရတယ်။တက္ကသိုလ်ပြည်မှာကျောင်းသားတွေကများတဲ့အခါကျတော့ ိတာပါမောက်ကဆရာကြီးကသူတယောက်တည်းနဲ့ចောင်းသားတွေအကုန်လုံးနိုင်အောင်မသိနိုင်မသိနိုင်တဲ့အတွက်ចောင်းသားတွေကចောင်းသားကြီးတွေကိုလက်ထောက်ဆရာခန့်ပြီးတော့အဲ့ဒီလက်ထောက်ဆရာတွေကိုသူကသင်ခိုင်းတာအဲ့ဒီဇာလမှာသုတတော်မကចောင်းသားကြီးသူကတက္ကသိုလ်တိတာပါမောကဆရာကြီးရဲ့လက်ထောက်ဆရာလည်းဟုတ်တယ်။ခေါင်းကတရားတစ်ပါးမင်းတွေကသူ့ရဲ့တပည့်တွေ ဒိသာပံမောကဆရာကြီးလည်းတပည့်သူ့ရဲ့တပည့်လည်းဟုတ်တယ်။ तू ကလက်ထောက်ဆရာဟု။ तू ကလည်းပဲကျောင်းသားတော့ကျောင်းသားပဲ။သူ့တို့လက်ထောက်ဆရာအနေနဲ့အဲ့ဒီမှာစာသင်ပေးဖို့တယ်။ဇလန်းကအဲ့ဒီလိုလာတာ။အဲ့ဒီလိုလက်ထောက်ဆရာတွေကိုသင်ခိုင်းတဲ့အခါကျတော့ကျောင်းသားတွေပညာသင်နှင့်ပြီးလို့ပြန်တော့မဆိုရင်ဆရာကြီးကအဲ့ဒီသူ့ကျောင်းသားတွေကိုအခွင့်အရေးတစ်ခုပေးထားတာရှိတယ်။အဲ့ဒီအခွင့်အရေးကဘာလဲဆိုတော့ အခုမင်းတို့ပညာသင်နှစ်ပြီးလို့ကိုရကိုရွာကိုပြန်တော့မယ်ပြန်ကနီးလို့ရှိရင်ငါသင်ပေးတဲ့ဘာသာရထက်ကဖြစ်စေငါလက်ထောက်ဆရာကသင်ပေးတဲ့ဘာသာရထက်ကဖြစ်စေသင်ကြားမှုနဲ့ပတ်သက်ပြီးတော့အတိတ်ပဲမရှင်းလင်းတာရှိလို့ရှိရင်ငါကိုမေးငါပြန်ပြီးတော့ရှင်းပြမယ်ငါပြန်ပြီးတော့မင်းတို့ကိုသင်ပေးမယ်လို့ဆရာကြီးကအကြောင်းသားတွေအားလုံးကိုအဲ့ဒီအခွင့်အရေးပေးထားတာရှိတယ် အဲ့ဒီဆရာကြီးပေးထားတဲ့အခွင့်အရေးကအနုယောဂပဲသူသင်တဲ့ဘာသာရထက်ကဖြစ်စေသူလက်ထောက်ဆရာသင်တဲ့ဘာသာရထက်ကဖြစ်စေဘာသာရနဲ့ပတ်သက်ပြီးပညာရနဲ့ပတ်သက်ပြီးမရှင်းလင်းတာရှိရင်အဲ့ဒီမရှင်းလင်းတာကြီးကိုဒီတိုင်းတိုင်းတန်လန်းကြီးနဲ့ကိုရကိုရကိုပြန်သွားရင်နောင်ဟိုရောက်တဲ့အခါမှာဘာမှတုံးလို့မရဖြစ်သွားနိုင်တယ်ဒါကြောင့်မို့လို့ရှင်းရှင်းလင်းလင်းအတိတ်ပဲအကုန်လုံးသိအောင်ဆရာကြီးကသူ့ကိုမေးမေးပြီးမှမင်းတို့ပြန် မင်းတို့မေးတာကငါကရှင်းပြမယ်ဆိုတဲ့အဲ့ဒီဒလေးရှိတယ်။အဲ့ဒါကြောင့်မို့လို့အနုယောဂံမေးစစ်ရှင်ဆိုတာစာသင်တုန်းကနားမလည်တဲ့အချက်တွေကိုဆရာကြီးကိုပြန်ပြီးတော့မေးတာကိုအနုယောဂလို့ခေါ်တယ်။အဲ့ဒီလိုမေးတဲ့အခါမှာဆရာကြီးကပြန်ပြီးတော့ရှင်းပြရတယ်။ပြန်ပြီးတော့သင်ကြားပို့ချပြီးတော့ပေးရတယ်။အဲ့ဒီလိုပေးလိုက်တဲ့အခါမှာကျောင်းသားဟာကိုယ်ပါတိုင်ရအလုံးကိုကျွမ်းကျင်တဲ့ ကြောင်းသားဖြစ်သွားတယ်အဲ့ဒီလိုကျွမ်းကျင်တဲ့အာလုံးပြည့်စုံတဲ့ကြောင်းသားအဖြစ်နဲ့မှတက္ကသိုလ်ကနေပြန်တဲ့ဟောဒါတိသဘာမောကဆရာကြီးရဲ့တက္ကသိုလ်ကအလေးထားလေးပေါ့အဲ့ဒီအလေးထားလေးကိုဒီကနေ့ငါတို့သိပြီးတော့ငါတို့တက္ကသိုလ်နဲ့ရှင်းကြည့်လို့ရှိရင်ငါတို့တက္ကသိုလ်ကတော့အခါချင်းငွေပြီးပြီးတော့သင်ရတဲ့တက္ကသိုလ်မဟုတ်ကုသိုလ်ဖြစ်ဖွင့်လက်တဲ့တက္ကသိုလ်ဖြစ်တဲ့အတွက် တင်ကြားစေလည်းပေးစရာမလိုဘူးအဆောင်စေလည်းပေးစရာမလိုဘူးရေမီဖို့လည်းပေးစရာမလိုဘူးဆွန်ကွန်လည်းပဲတရားရကမတွေလူရာတွေနဲ့ကြွေးပြီးတော့အားလုံးဖရီးပေါ်တော့အခါချင်းဝင်မယူဘဲနဲ့သင်ပေးတာဖြစ်တဲ့အတွက်နေသေးရဆရာကျန်တဲ့အစရိယဘာကဆရာရဲ့အဖို့အဆုဆိုတဲ့အ ਨੇ ကတော့ဘုရတကသူမှမရှိဘူးဒါကြောင့်မို့လို့ ကျောင်းသားတွေကဆရာရဲ့အဖို့စုပေးเสียမလိုဘူးသို့တော်ဒီတက္ကသိုလ်မှာနေ ပြီးတော့ပညာသင်ကြားပြီးပြီးပြီးလို့ပညာသင်နေဆုံးလို့ကိုရကိုရအကြောင်း ပြန်တော့မယ်ဆိုရင်ဒီသင်ကြားတုန်းကနားမလည်တဲ့အချက်တွေရှိရင်ဆရာတွေကို မေးခွန်းရှိပါတယ်ယခုမေးမယ်ဆိုရင်လည်းမေးလို့ရပါတယ်ယခုမ ချိန်မရလို့တော့၎င်းတတိမရလို့တော့၎င်းနောင်ကိုရကိုရရောက်ပြီဆိုမှတတိရလို့တော့၎င်းမိချင်းစိတ်ပေါက်လာလို့တော့၎င်းမေးမယ်ဆိုရင်လည်းပဲဒီတက္ကသိုလ်ကဆရာတွေကပြန်လဲပြီးတော့ရှင်းပြပါမယ်ပြန်လဲပြီးတော့အတိတ်ပဲနားလဲအောင်သင်ပေးပါမယ်ဒီအလေးထားလေးဟာအင်မတန်ကောင်းပါတယ်ဆရာကိုကြတော့တာကတော့ကြတော့တာတစ်ပိုင်းပေါ့ ို့တော်ဒီတက္ကသိုလ်ကနေပညာသင်ပြီးလို့ကိုရကိုရပြန်တော့မယ်ဆိုရင်တော့ဒီသာပါမောကဆရာကြီးရဲ့တက္ကသိုလ်ကလေးထားတိုင်းပေါ့ဟိုမရှင်းမလင်းကြီးနဲ့ပြန်သွားတာကြီးရတော့မကောင်းပါဘူးပိုင်ပိုင်နိုင်နိုင်ကိုဘာသာရေးကိုကျွမ်းကျင်တဲ့ပုဂ္ဂိုလ်အဖြစ်နဲ့ပြန်သွားမှသာလျှင်မိမိဟာပညာရပြည့်စုံတဲ့ပုဂ္ဂိုလ်ပညာရပြည့်ပြည့်စုံစုံတဲ့တက္ကသိုလ်ကနေပြီးတော့ပြန်လာတဲ့ပုဂ္ဂိုလ်လို့အဲ့ဒီလိုကိုကိုကိုလည်းပဲခံယူချက်ရှိတာပေါ့ နောက်တစ်ချိန်အသုံးချတဲ့အခါမှာလည်းပဲရဲရဲဝံ့ဝံ့သုံးချလို့ရတယ်။ဒါကြောင့်ဒီကနေ့ចောင်းသားများကဆရာများကိုကြောတဲ့အခါမှာကြောတာကတော့ကြောတာတပိုင်းထားလိုက်ပါတော့။တိတဘာမောကဆရာကြီးရဲ့အတက်ကဲသူကအလေးထားတိုင်းပေါ့။ပညာသင်နဲ့ဆုံးတဲ့အတွေ့ရှေ့ဆက်ပြီးတော့ပညာသင်ဖို့မလိုတဲ့ပုဂ္ဂိုလ်များကတော့ဒါသတင်းကျော်လာပြီဆိုရင်တော့ပညာသင်နဲ့ဆုံးပြီပေါ့။ရှေ့ဆက်တက်ဖို့ အခွင့်အလမ်းရှိသေးတဲ့ပုဂ္ဂိုလ်များကတော့နောက်နေတော့လာဇန်းတည့်ရဲ့အကြောင်းဖွင့်ရင်ပြန်လာရမှာပါပဲအဲ့ဒါကြောင့်မို့လို့အားလုံးကိုတိတဗမောကဆရာကြီးရဲ့တက္ကသိုလ်ကအလေးထားလေးအနုယောဂံဓတ္တဝါဆိုတဲ့စကားလုံးလေးအတိပဲကို ရှင်းပြီးတော့ဒီတက္ကသိုလ်ကသင်ပေးတဲ့ဘာသာရပ်တွေကိုကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေဖြစ်အောင်ရှေ့ဆက်ပြီးတော့လည်းလေ့လာကြဖို့ အဲ့ဒီလိုလေ့လာရင်းနဲ့ကိုယ်တက္ကသိုလ်ကပေးလိုက်တဲ့ပညာရပို့ပြီးတော့ဖွံ့ဖြိုးတိုးတက်အောင်လည်းပဲကြိုးစားကြဖို့တိုက်တွန်းရင်းနဲ့ဘုန်းကြီးရဲ့ဩဝါဒကိုညီကုန်းချုပ်ပါတယ်